မိမ့်မ3မျိုးအကြောင်းကျွန်တော်ပြောပြမယ်ဗျာနော်နံပါတ်1ကိုးရနဲ့တူတဲ့မိမ့်မနံပါတ်2 PK နဲ့တူတဲ့မိမ့်မချွင်းကန်းပေါ့ဗျာနော်ချွင်းကန်းနဲ့တူတဲ့မိမ့်မနံပါတ်3အုံးကက်စီနဲ့နဲ့တူအမျိုးသမီးများစုကယောက်ျားလေးရဲ့လိင်တန်ကိုစုံပေးရတဲ့အခါမှာဆိုလို့ရှိရင်စိတ်မပါတာတွေမျိုးဖြစ်လိမ့်ရှိတယ်ပေါ့နော်ဇက် RTN အမျိုးများအားလုံးမင်္ဂလာပါရှင့်ဒီဗီဒီယိုလေးကအချစ်ရဲ့အိမ်တော်ရဲ့အတွက် အသိပညာဗဟုသူတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါတယ်ရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင်မိမ၃မျိုးအကြောင်းကျွန်တော်ပြောပြမယ်ဗျာနော်နံပါတ်၁ကိုးရနဲ့တူတဲ့မိမနံပါတ်၂ PK နဲ့တူတဲ့မိမချွင်းကန်းပေါ့ဗျာနော်ချွင်းကန်းနဲ့တူတဲ့မိမနံပါတ်၃အုံးကက်စီနဲ့တူတဲ့မိမအဲအဲ့ဒီမှာနံပါတ်၁ဖြစ်တဲ့ကိုးရနဲ့တူတဲ့မိမကိုကျွန်တော်ပြောပြမယ်နော်ကိုးရကို စားပြီးလို့ရင် စားပြီးတဲ့သူတိုင်းကနော် မျိုးမချဘူးနော်မျိုးမချဘူးအဲ့ကွန်ရကိုထွေးထုတ်လိုက်တယ်နော်အဲ့ဒီမှာကျွန်တော်ဒီနိုင်ရန်တွေကိုထွေးလိုက်ရင်နိုင်ရန်တွေညစ်ပတ်သွားတယ်နော်ကျွန်တော်လမ်းမှာထွေးတယ်ကွန်ကရစ်လမ်းတွေမှာလည်းညစ်ပတ်တာတွေဟာကျွန်တော်ဒီလမ်းသွားလမ်းလာရင်လည်းကွန်ကရစ်ကွက်တွေနော်အများကြီးကျွန်တော်ကြုံခဲ့ဘူးပါတယ်နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်ဒီကွန်ရကွက်ပေါ်ပေါ်ကျွန်တော်ဒီထွေးကန်ပေါ်ထွေးကန်ခွက်တဲ့ကိုထွေးချလိုက်လို့ရှိရင်လည်းအဲ့ဒီထွေးကန်ကွက်ကိုသူများထွေးပြီးသားကွန်ကရစ်ကိုထွေးကန်ကိုကြည့်လို့ရှိရင်လည်းဒါယုံစရာတော်တော်ကောင်းတယ်ဗျနော် အဲ့ဒီပရမအမှုဒီကိုကိုယ်ရတဲ့တူတဲ့မိန်းမတွေကဟာလာအဲ့ဒီမှာနေရက်မသွားဘူးသူတို့ကဟာလာယောက်ျားတယောက်ကမိန်းသူ့ကိုဗာသူ့ဘောဖြက်စီးလိုက်တယ်ပေါ့ဗျာထားပါတော့အနှုတ်ငါယူမယ်ပြောပြီးတော့အယုံသွင်းပြီးတော့ပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်သမီးသားဖြစ်ပြီးတော့လွန်ကျူးသွားတာပဲဖြစ်ဖြစ်အဲ့ဒီမှာဘဝကိုသူကအဲ့ဒီမှာရက်မနေဘဲနဲ့အခါကျသူကဘဝကိုအရွက်တိုက်တယ်ရွက်တိုက်ပြီးတော့နောက်ကြိုင်နဲ့ထပ်တွဲတယ်နောက်ကြိုင်နဲ့ထပ်တွဲဒီလိုပဲဟာလာအဲနောက်ဆုံးဘာတွေဖြစ်လာတယ်ဆိုတော့ကျသူအတန်တွေထွက်လာတာအကြိုက်ကုန်ဟိအောင်ရဲ့အိုက်စော်ကြီးကဘလို့ပဲဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ အတန်းထွက်လာပြီးတော့ဟိုကြိုက်ကုန်းဘွားရောက်တယ်အဲကြိုက်ကုန်းဘွားကမှတစ်ဆင့်နောက်ပိုင်းဖော်ကဘွားအောင်ရောက်ကျင်ရောက်သွားမယ်เนาะအဲဖော်ကဘွားရောက်သွားပြီဆိုလို့ရှိရင်လေသူကเนาะဒီမှာနေရက်မနေဘူးဟုတ်လားဒီ HIV လို့ AIDS တို့ကြားဘူးပါတယ်เนาะအဲယောဂါတွေကိုသူကဖြတ်နေသူတယောက်ဖြစ်ချင်းလဲဖြစ်သွားနိုင်တယ်ဆိုတဲ့အခါကျတော့ဒီ900နဲ့တူတဲ့မိန်းမတွေကနော်ကျွန်တော်တို့လောကကြီးတော့ကောင်းကျိုးမပြုတ်ပါဘူးနော်ကောင်းကျိုးမပြုတ်ဘူးဟာလာ900စားပြီးလို့ရှိရင် ကျွန်တော်တို့ဒီကိုရံစားတဲ့အကျိုးကျေးဇူးကြောင့်ကျွန်တော်ဒီပါဇက်ကင်စာတွေတဖုံးကင်စာတွေเนาะဖြစ်နိုင်တာကြီးလည်းရှိတယ်เนาะဆိုတဲ့အခါကျတော့ကိုရံနဲ့တူတဲ့မိန်းမကတော့ကျွန်တော်လောကယူလုံးဝအကောင်းကျိုးမပြုပါဘူးအဲနံပါတ်1အနေနဲ့ပီကေနဲ့တူတဲ့မိန်းမเนาะဟုတ်တယ်ပီကေလေးကတော့ကျွန်တော်ဒီကူစပြီးတော့ဟိုထုတ်လေးဖောက်ပြီးတော့ကျွန်တော်စားလိုက်ပြီပါဇက်တဲ့စားလိုက်ပြီဆိုတဲ့အခါချုံမြိန်နေရောချုံမြိန်နေတဲ့အခါကျတော့ကျွန်တော်ဒီအဲသူ့ရဲ့ကြီးစားပဲဖြစ်ဖြစ်သူ့ရဲ့အမျိုးသားပဲဖြစ်ဖြစ်ပေါ့ဗျာเนาะ အာတမြတ်တနုနဲ့စားတယ်ဒါပေမဲ့ PK ရဲ့ထုံးစံအရာဒီချွင်းကန်းရဲ့ထုံးစံအရာသူ့ရဲ့အချိုလေးတွေပေါ့နော်ဒီချိုလေးတွေကတပြည့်ပြည့်နဲ့ကုတ်ဝါးတဲ့ခါကျကျွန်တော်ဝါးလာတဲ့ခါကျရင်ကြာကြာဝါးလာတဲ့ခါကျရင်ဘာဖြစ်လဲပါးကြီးညောင်းလာတယ်ကရွင်းနံကိုမှုေးကြိုင်စေတယ်ခဏတာကျွန်တော်တို့ကရွင်းနံကိုမှုေးကြိုင်စေတယ်ဒါပေမဲ့ကြာကြာဝါးတဲ့ခါကျသူ့မှာအချိုလေးလည်းမရှိဘူးနော်အဲထုံးလေးလည်းကောင်းပဲယောက်ျားလေးတွေကမိန်းမတယောက်ကိုနော်အဲ့လိုပဲသူတို့ရဲ့ချုံမြင်တဲ့အရာတွေကုံသွားတဲ့အချိန်မှာ နော်ချုံမင်းနဲ့ရတဲ့ကုံသွားတဲ့အချိန်မှာအဲ့ယောက်ျားသူ့ကိုစွန့်ပစ်လိုက်ပြီစွန့်ပစ်လိုက်ပြီဆိုပြီးမဲ့အဲ့လိုပီကယ်နဲ့တူတဲ့မိန်းမတွေကြတော့ခုနကပြောတယ်ကျွန်တော်ဒီကိုရရနဲ့တူတဲ့မိန်းမနေလို့လူမျိုးတော့သူကပတ်ဝန်းကျင်ကိုအများကြီးတော့မထိခိုက်ဘူးဒါပေမဲ့တယောက်တော့သူ့အတွက်တော့ထိခိုက်နိုင်သေးတယ်နောက်တယောက်ပေါ့နောက်တယောက်ပေါ့ကျွန်တော်ဒီကိုပီကယ်တွေကိုကျွန်တော်စားပြီးလို့ကျွန်တော်တို့ဒီထွေးထုတ်လိုက်ပြီထွေးထုတ်လိုက်ပြီးတော့ကျွန်တော်ဒီနိုင်ရမှာကတ်ခဲ့ပြီဒါမှမဟုတ်ဒီမှာထိုင်နဲ့ထိုင်ကုန်ဒီမှာမြတ်ကတ်ခဲ့ပြီဆိုလို့ရှိရင်နောက်တယောက်ကမတိပဲနဲ့အဲ့မှာအောက်မှာပီကယ်မရှိပဲနဲ့ ထိုင်လိုက်ပြီလေဆိုပါဆိုထိုင်လိုက်ပြီဆိုရင်အဲ့လူရဲ့ဒါလုံကြီးပဲဖြစ်ဖြစ်ပေါင်းမီပဲဖြစ်ဖြစ်တော့ကတ်သွားတဲ့အခါကျသူ့ရဲ့စိတ်ထဲမှာကတိကောင်းနိုင်သွားတာမျိုးတွေပါလေဒါကြုံရတဲ့အခါကျတော့အဲ့ဒီဒီကြောင့်ဒီချွင်းကန်းပေါ့နော်ဒီချွင်းကန်းပီကင်နဲ့တူတဲ့မိန်းမကတော့အဲ့လောက်အနေရမများဘူးနော်ဒို့ဝိမဲ့နံပါတ်3နံပါတ်3ကျွန်တော်ဒီအုံးကက်စီနဲ့တူတဲ့မိန်းမကကျတော့နော်ကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဆိုတော့အုံးကက်စီကျွန်တော်ငယ်ငယ်တုန်းကဆိုရင်ကျွန်တော်ចောင်းစီတွေပိုင်းမှာတော်တော်များများစားဘူးပါတယ်နော် အခုလည်းရှိပါတယ်အခုလည်းအုံကက်စီဆိုတာရှိပါတယ်နော်အဲ့ဒီအုံကက်စီကြတော့ကျွန်တော်ဒီပသက်တဲ့ကိုထည့်လိုက်ပြီးဆိုတော့လည်းခြုံနေရောဟာအဲ့မှာအုံသီးလေးတွေပါလာတယ်အုံသီးလေးတွေရဲ့အစိမ့်ရတာလေးအချိုရတာလေးနဲ့လာပြီးလက်ဒါပေမဲ့အဲ့ဒီအုံသီးအဲ့ဒီအုံကက်စီကိုကြတော့ကျွန်တော်တို့စားတဲ့သူတွေကထွေးလည်းမပြစ်ဘူးဗျနော်ကြကြဝါလို့ပါးစပ်ညောင်းလည်းမဖြစ်ဘူးပါးစပ်ညောင်းတာတွေပါလည်းမဖြစ်ဘူးသူကကြတော့သူ့ရဲ့အရာလာအကုန်လုံးကုန်ပြီးတော့အချိန်မှာကျွန်တော်တို့ကအဲ့အုံကက်စီရဲ့ ုံးကစီတလုံးစားလို့ရှိရင်အဲ့ကုံးကစီရဲ့အကုံလုံးပေါ့နော်အကုံလုံးကိုကျွန်တော်တို့ကညှို့ချပြီးတော့ကျွန်တော်တို့ရဲ့ဒီအစာရင်ထဲမှာတင်းစေလိုက်တယ်ဆိုတော့ကကြတော့ယောက်ျားကောင်းနေနဲ့တွေ့ပြီးတော့ယောက်ျားကောင်းနေရဲ့တသက်လုံးချစ်ခင်ယူရမှုကိုခံရတဲ့မိန်းမပေါ့ဗျာအုံးကစီနဲ့တူတဲ့မိန်းမပေါ့နော်အဲ့ဒီမှာအခုကျွန်တော်ပြောခဲ့တဲ့မိန်းမ၃ယောက်ထဲမှာနော်ကျွန်တော်ရဲ့ဒီဦးနောင်လာနောင်သားအမျိုးသမီးတွေကိုကျွန်တော်ဗာလေးပြောခြင်းလဲဆိုတဲ့အခါကျတော့ကိုးရတဲ့တူတဲ့မိန်းမလူမျိုးဟွာမျိုးကိုမဖြစ်အဖြစ်မခံကြပါနဲ့ နော်ထိုးထီး၎င်းပဲချွင်းငန်းကျွန်တော်ဒီခု PK နဲ့တူတဲ့မိန်းမလည်းအဖြစ်မခံပါနဲ့အုံကက်စီနဲ့တူတဲ့မိန်းမဖြစ်အောင်စူးစမ်းကြပါလို့ကျွန်တော်ပြောခြင်းပါတယ်နော်အဲ့ဒီမှာယောက်ျားလေးတွေကိုလည်းကျွန်တော်ဗာပြောခြင်းလဲဆိုတဲ့အခါကျတော့နော်ကိုကြောင့်နော်တဘာသူရဲ့တရုတ်ကတည်းကပက်လက်မျောရတဲ့ဒီအခုကိုယ်ရနဲ့တူတဲ့မိန်းမမျိုးတွေမဖြစ်သွားပါစေနဲ့အဲနံပါတ်2အနေနဲ့ဒီအခုချွေးငန်းပေါ့နော်ဒီအခု PK နဲ့တူတဲ့မိန်းမမျိုးဦးလည်း အဖြစ်မခံကြပါနဲ့ဗျာเนาะဒါယောက်ျားလေးတို့ဒါကျွန်တော်ပြောတာဟုတ်လားနံပါတ်3ဒီအခုကျွန်တော်ဒီအုံကက်စီနဲ့တူတဲ့မိန်းမမျိုးပေါ့เนาะကိုယ်ရင်ထဲမှာတစ်တလုံးတင်းထားနိုင်တဲ့မိန်းမမျိုးကိုဒါကိုယ့်ရဲ့ကရွေးထဲမှာထည့်ပြီးတော့တစ်တလုံးမျိုးချပြီးတော့တင်းစေထားပါလို့ပြောကြရင်လည်းကျွန်တော်ဒီနေ့ဒီဗီဒီယိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ဒီဗီဒီယိုမှာကျွန်တော်နောက်ဆုံးပြောချင်တဲ့စကားကတော့မိန်းကလေးတွေအမျိုးသမီးတွေကိုယ်တန်ဖိုးကိုကိုတိပါတန်ဖိုးတိမှတန်ဖိုးရှိတာပါเนาะ ကိုကိုတိုင်းကကိုယ့်ရဲ့ဘဝကိုကိုယ့်ရဲ့အပြုအသင်းဘဝတွေကိုတန်ဖို့မထားဘူးဆိုလို့ရှိရင်เนาะဒီပြင်သူတွေကလည်းတန်ဖို့ထားမှာမဟုတ်ပါဘူးဆိုတဲ့အခါကျတော့အညာမလွယ်ကြပါနဲ့เนาะအားလုံးပဲမင်္ဂလာပါခင်ဗျာအမျိုးသမီးများစုကယောက်ျားလေးရဲ့လိင်တန်ကိုစုံပေးရတဲ့အခါမှာဆိုလို့ရှိရင်စိတ်မပါတာတွေမျိုးဖြစ်လေရှိတယ်ပေါ့เนาะအဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်အုံနောက်ကမတောင်းဆိုတာ အုံနောက်ကမငက်နေရပေါ့နော်အဲ့ဒီအရာကိုငက်လာစေဖို့အတွက်အုံနောက်အားကောင်းဖို့လိုတယ်ယောက်ျားလေးနဲ့မိန်းကလေးနဲ့ကြွားချတဲ့ပုံစံကအဲ့ဒီအုံနောက်ကနေဆိုင်ယောက်ျားလေးတွေကရစ်ပေးရမယ်ဆုပ်ပေးရမယ်ဆိုအရှဲကိုအဲ့ဒါအရင်မမောတဲ့အရာဖြစ်တယ်ပေါ့နော်မျိုးသမီးတွေကအဲ့လိုမဟုတ်ဘူးစုပ်ပေးပါဆိုလို့ရှိရင်လည်းစိတ်မပါဘူးလုပ်ပေးပါဆိုရင်လည်းစိတ်မပါအဲ့လိုမျိုးဖြစ်နေရဲဆွဲတူတယ်ဆိုလို့ရှိရင် အုံနောက်အာဟာရပြည့်ဖို့အတွက်အုံနောက်အတွက်အသီးသန့်ကိုစားပေးတဲ့နေ အုံနောက်ထဲမှာသွေးကြောလေးတွေထဲမှာသွေးအပြည့်နေပြီဆိုလို့ရှိရင်အဲ့ဒီအုံနောက်ကအလိုလိုတောက်ဆူပြီးတော့မှအရှဲကိုစုပ်ချင်းနေနော်ရစ်ပေးချင်းနေဆိုရင်စိတ်တွေတဖွာဖွာဖြစ်ပြီးတော့မှကောင်းကောင်းကြီးစိတ်ခံပြီးတော့မှပြုစုတာကိုအမျိုးသမီးတယောက်ရေခံရမှာဖြစ်တယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကိုအမြင်ကိုခန်းစားချက် ကိုအတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါအောင်ရှင်ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။